27 audio channel ကိုနားဆင်နေကြတဲ့မိတ်ဆွေတွေအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့ဝါဆိုသင်ငန်းဖြစ်ပေါ်လာပုံတမိုင်းကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ဝါဆိုလကနှွေရာသီကုန်ဆုံးပြီးတော့မိုးရာသီကိုကူးပြောင်းတဲ့ကာလလည်းဖြစ်ပါတယ် ။ဝါဆိုဆိုတဲ့ဝေါ်ရိုင်အထိပယ်ကိုအထိပယ်ဖော်ရမယ်ဆိုရင်ဝါဆိုတာနေခြင်းလို့အနက်ရတဲ့ပါဠိစကားလုံးဝါတမဆင်းသက်လာခြင်းဖြစ်ပြီးတော့ဆိုဆိုတာကတော့ရွတ်ဆိုခြင်းဆိုတဲ့အနိုင်တွေပဲရတယ်။ဒါကြောင့်ဝါဆိုရဲ့အထိပယ်ကနေထိုင်ခြင်းရွတ်ဆိုခြင်းဆိုတဲ့အထိပယ်ကိုစောင်းပါတယ်။ ဝင်းဤတော်ရာယဟန်တော်များကဝါတွင်၃လပလုံးတပားရက်ကိုမတော်ကြပဲတကြောင်တနေရာ၌သာတည်င်းသုံးပါမယ်လို့ရွတ်စုံအဋ္ဌံပြုဝါခဲ့ကြတဲ့လဖြစ်ခြင်းကြောင့်ဒီလကိုဝါဇူလာလို့ခေါ်ခြင်းဖြစ်ပါတယ်ဝါဇူလာမှာဗုဒ္ဓသာသနာတော်ရဲ့သွင်ပြင်းလက္ခဏာတစ်ခုကတော့သင်္ကန်းကိုကာလဒါနအဖြစ်အမုံအမြတ်လှူဒန်းကြတဲ့အတွက်ဝါဇူသင်္ကန်းဆိုပြီးတော့ဗုဒ္ဓဘာသာဝင်တွေကြားမှာထင်ရှားပါတယ်ဝိ တဝါသီကစီဝရလို့ဆိုတဲ့ဝါစုသင်္ကန်းဆိုတာကတော့ဝါတွင်း၃လအတွင်းဝါတို့ကပ်၍ဝါကျူးခြင်းပြက်ချင်းမရှိဘဲနေတော်မူတဲ့ရဟန်းတော်တို့ကိုလှူဒန်းအပ်သောသင်္ကန်းဝါတွင်း၃လပလုံးတိတ်ခါမညိုဘဲနေတော်မူသောရဟန်းတို့ကိုသာလင်ခံယူတိုက်သောသင်္ကန်းလို့အဓိပ္ပာယ်ရပါတယ်။ဝါစုသင်္ကန်းလို့ဆိုလိုက်ရင်ဝါဆိုတဲ့အခါမှာဝိယုံလဲသင်္ကန်းလို့ဝါစုသင်္ကန်းလို့အများကအမှတ်တင်တာမျိုးလည်းရှိတတ်ပါတယ်။မြတ်စွာဘုရားရှင်လက်ထက်ကကတ်လူကြတဲ့ဝါစုသင်္ကန်း င်ငံကတ်လူကြခြင်းနဲ့ဒီကနေ့ခေတ်ဝါစုသင်ငန်းကတ်လူကြဖို့ညင်ကတော့အနည်းငယ်အပြောင်းလဲရှိပါတယ်။မြတ်စွာဘုရားရှင်လက်ထက်ကဝါစုသင်ငန်းကဝါစုရင်ဝိယုံတဲ့သင်ငန်းမဟုတ်ပဲနဲ့ဝါရင်း၃လဝါတို့ကတ်၍ဝါကျိုးဝါပြက်ချင်းမရှိပဲနေလိရှိတဲ့ယဟန်တော်တို့ကိုလှူဒန်းအပ်တဲ့သင်ငန်းဖြစ်တဲ့အတွက်ကြောင့်၎င်းအဲဝါရင်း၃လဘလုံးမိုးရင်းအခါမှာတိတ်ခါမညူပဲနေလိရှိတဲ့ယဟန်တော်တို့သာခံယူတိုက်တာဖြစ်၍ဒီယဟန်တော်တို့ရဲ့ဥစ္စာဖြစ်ခြင်းကြောင့် ဝိတာဝါဒိကစီဝရဝါဇုသင်္ကန်းလို့ခေါ်ဆိုခြင်းဖြစ်ပါတယ်။ဒီကနေ့ခင်မှာတော့ဝါဇုသင်္ကန်းကိုဝါဇုကြမဲ့တန်ဃာတွေကိုဝါဝင်တဲ့ကာလမှာတုံးဆောင်ဖို့ကြိုတင်လှူဒန်းကြတဲ့အလေအထားဖြင့်ပြောင်းလဲလာကြပါတယ်။ဝါဇုသင်္ကန်းကို အချိန်ကာလမရွေးလှူဒန်းဝင် ရှိတဲ့သူတွေကတော့စစ်ထွက်သွားမဲ့သူ အရက်တပါခရီးသွားမဲ့သူယောဂဝေဒနာဖီစီးနှိပ်စက်ခံရသူမိဖွားကဏီမိခင်လောင်းတွေ ယခင်ကတရားတရားမရှိဘဲယခုမှတရားတရားပေါ်ပေါက်လာတဲ့သူသာသနာတော်ကိုယခုမှကြီးညိုလာသူတပ်ပါပေါ်ပြခဲ့တဲ့ပုဂ္ဂိုလ်တို့ကဝိတ္တဝါဒီကဓတ္တမိဝါဆိုသင်္ကန်းမှာဘုရားလိုအမိတက်ပြီးလှူဒန်းလာခရင်ဝါမကျွတ်သေးတော့လကောင်းအဲဝါကျွတ်ပြီးတော့လကောင်းအလူခံဝင့်ရှိပါတယ်အဲဒီပုဂ္ဂိုလ်တွေကအချိန်မရွေးရှိနိုင်တဲ့အတွက်ဝါဆိုသင်္ကန်းကိုအချိန်မရွေးလှူဒန်းနိုင် အချိန်မရွေးအလူခံနိုင်ဝင့်ရှိပါတယ် ်မြတ်စွာဘုရားရှင်လက်ထက်ကယဟန်တော်များကတက္ကရကမတွေလှူဒန်းတဲ့သင်္ကန်းကိုအလူမခံရပါဘူး။ဘုရားပြစ်ပြီးအနှစ်20ကြာတဲ့အထိဘုရားနဲ့ယဟန်တော်များကလမ်းစုံလမ်းကွာလမ်းလေးကွာတို့မှာအမိုက်ပုံတွေမှာစွန့်ပစ်ထားတဲ့အဝတ်စုပ်တွေလူသေးကောင်းမှာရစ်ပတ်ထားတဲ့အဝတ်စုပ်တွေကိုကောက်ယူရှော့ဖို့စီးဆူးပြီးတော့ဝိယုံကြရတဲ့ပန့်တကူသင်္ကန်းများနဲ့သာနေကြရပါတယ်။ သုံးဆောင်ဆင်မြန်းကြပါတယ်။တာဝတိပြည်ဇေရဝန်ကျောင်းတော်မှာမြတ်စွာဘုရားတရင်သုံးတော်မူစဉ်အချိန်ကာလကဖြစ်ပါတယ်။အခါတစ်ပါးမှာမြတ်စွာဘုရားရှင်ဝင်းချုပ်ပြီးကိုလက်မအီမသာဖြစ်နေတယ်မူတဲ့အတွက်ကြောင့်ဝင်းနုံစီတောက်လိုကြောင်းအရှင်အာနန္ဒာကိုမြတ်စွာဘုရားကမိန့်တော်မူပါတယ်။အရှင်အာနန္ဒာကတမတော်ကြီးစီဝကကိုအကျိုးအကြောင်းပြောပြပြီးလူချင်းလူကင်အပေါ်အများဆုံးကြီးညူသူအများဆုံးဣရိတဲ့ဘွယ်သူရတဲ့တမတော်ကြီးစီဝကကအရှင်ဘုရား မြတ်စွာဘုရားရှင်ကဝင်းနူးစီရန်၃ရက်တိတိစီနဲ့ရောပြီးတော့ဆုံးဆက်ကပ်ပါ၄ရက်မြောက်တဲ့နေ့မှာတပည့်တော်လာပြီးတော့ဆေးဆက်ကပ်ပါမယ်လို့လျှောက်ပါတယ်။တမားတော်ကြီးစီဝကကလည်းမြတ်စွာဘုရားရှင်အားပြင်းနဲ့ဆေးနဲ့ဝမ်းမသွားစေလိုတဲ့အတွက်ဆေးကိုထည့်သွင်းထားတဲ့ကြာဘူးသုံးကိုចောင်းတော်ကို ယူဆောင်လာပြီးမြတ်စွာဘုရားရှင်အားဆက်ကပ်ပါတယ်။ဒီနောက်မှာအရှင်မြတ်စွာဘုရားပထမကြာလက်ကို၃ချိန်နှင်းရင်၁၀ချိန်သွားပါလိမ့်မယ်။ ဒုတိယကြာလတ်ကိုနန်းရင်100ချိန်သွားပါလိမ့်မယ်။တတိယကြာလတ်ကို3ချိန်နန်းရင်100ချိန်သွားပါလိမ့်မယ်လို့ရှောက်ထားပါတယ်။သမားတော်ကြီးဇီဝကကမြတ်စွာဘုရားရှင်ကြီးကပြန်လာတဲ့အခါမှာတတိယကြာလတ်မှာစီးတမျိုးညော့နေတဲ့အတွက်မြတ်စွာဘုရားရှင်က29ချိန်သာဝမ်းတက်မှာဖြစ်ကြောင်းစဉ်းစားမိပြီး အဲတကယ်လို့များမျက်စောဘုရားရှင်ကိုတော်မြတ်ကရေချိုးလိုက်ပါလေအချိန်30အထိပင်ဝမ်းသက်ပါလိမ့်မယ်လို့စဉ်းစားမိပြန်တဲ့အတွက်တောင်မျက်စောဘုရားရှင်ထံကိုပြန်လဲမလျှောက်ထားတော့ပဲအိမ်ကိုပြန်လာခဲ့ပါတယ်ဒီအချိန်မှာမျက်စောဘုရားရှင်ကတမားတော်ကြီးစီဝကရဲ့အကြံစီကိုသိတော်မူတဲ့အတွက်ဝမ်းသက်တဲ့အချိန်29ချိန်ရှိတဲ့အခါမှာအရှင်အာနန္ဒာကိုရင်နွေးစီရင်ခိုင်းပြီးတော့ရေတက်ပဲရေချိုးတဲ့အခါမှာအချိန်30အထိဝမ်းလျှောဝမ်းသက်ပါတယ်နောက်တစ်နေ့မနက်မှာတမားတော် ော်ကြီးစီဝါကယာဟုကိုစီရင်ကျောင်းတော်ကို လာပြီးတဲ့ခါမှာမြတ်စွာဘုရားတပည့်တော်လျှောက်ထားတဲ့အတိုင်းဝမ်းကိုတက်ရလာဘုရားဒီလိုလျှောက်တော့မြတ်စွာဘုရားရှင်ကအကျဉ်30အထိပင်ဝမ်းတက်ခဲ့ကြောင်းမိန့်ကြားတော်မူပါတယ်ဝေဒနာယောဂါကင်းစင်နေတော့ကြည်လင်နေတဲ့မြတ်စွာဘုရားရှင်ကိုဖူးတွေ့လိုက်ရတဲ့အခါတမားတော်ကြီးစီဝါကကအလွန်ကိုကြည်ညိုတဲ့စိတ်တွေဖြစ်ပြီးတော့ဆန္ဒပြဇောတာမင်းကြီးထံမှာရရှိထားတဲ့ဝိယုံကိုမြတ်စွာဘုရားရှင်ကိုလှူဖို့လျှောက်ပါတော့တယ် မြတ်စွာဘုရားဤဝိဆုံကဥဇဏီပြည့်ရှင်ဆန္ဒပြည့်စောတာမင်းထံမှာရရှိခဲ့ပြီးတော့တပည့်တော်ကိုချီးမြှောက်တော်အဖြစ်အလှခံယူတော်မူပါဗျာအရှင်မြတ်ဘုရားဤတပည့်တန်ဃာတို့မှလည်းပန့်တကူသင်္ကန်းကိုသာသုံးဆောင်ရတဲ့အတွက်ဆင်းရဲပင်ပန်းကြပါရဲ့ ။ဒါကြောင့်ဒိုင်ဂါဒဂမတို့လှူဒန်းတဲ့အဝတ်သင်္ကန်းကို ခံယူ၃ဆွဲခွင့်ပြုတော်မူပါသားလူဒဂါဒဂမတို့လည်းကုသိုလ်ပွားများခွင့်ရပါလိမ့်မယ်လို့ရှောက်ထားပါတယ်။ဒီကသမားတော်ကြီးစီဝဲကရှောက်ထားတဲ့တောင်းပန်ချက်ကိုမြတ်စွာဘုရားရှင်ကလက်ခံပြီးတော့နိုင်ငံတော်တို့ကဒဂါဒဂမတို့လှူဒန်းတဲ့အဝတ်သင်္ကန်းကို အလှူခံယူ၃ဆွဲရန်ခွင့်ပြုပေးတော်မူပါတယ်။ ်ဒါကြောင့်တမားတော်ကြီးစီဝကရဲ့ရှောက်ထားမှုကြောင့်တကားတကမားတို့လှူဒန်းအပ်တဲ့သင်ငန်းကိုအလှခံခွင့်ရရှိတဲ့ဂဟပတိသင်ငန်းဖြစ်ပေါ်လာခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းမှာအမတ်စစ်သူကြီးတူကစစ်တိုက်ထဖို့အချိန်နှီးနေတော့အမှုကိစ္စတွေနဲ့အလုရှုပ်နေပါတယ်ဒီအချိန်မှာရဟန်းတော်တို့ထံကိုဝါဇုသင်ငန်းလာရောက်အလှခံပါလို့ကိုယ်တိုင်တွားရောက်ပင့်ဖိဖို့အချိန်လည်းမပေးနိုင်ဖြစ်နေပါတယ် ဒီကမတ်စစ်သူကြီးကစစ်မြေပြင်ရက်မှာမိမိအသက်ကလည်းသေမဲရှင်မဲကို အတိအကျမသိနိုင်ပါဘူးဒီကစစ်တိုက်ထွက်ခါနီးအချိန်မှာကုသိုလ်ရလို့လည်းအတွက်ကြောင့်ရရှိတဲ့ကုသိုလ်ရဲ့အစွမ်းတက်တီအာနုဘော်တို့ကြောင့်စစ်မြေပြင်ရက်မှာအန်ဒီရဲ့ကင်းရှင်းစေလို့တဲ့အတွက်ရန်တော်တို့ထံကိုအရှင်ဖျားတို့ကြွတော်မူလာကြပါတပည့်တော်သည်အရှင်ဖျားတို့အားဝါစုသင်္ကန်းကိုလှူဒန်းပါအန်လို့ရှောက်ထားဖို့အစည်းကံတယောက်ကိုစေလွတ်လိုက်ပါတယ်မြတ်စွာဘုရားကဝါစုပြီးတဲ့ယဟန်တို့ကဝါ များစုသင်္ကန်းကိုအလူခံဝင်ရှိတယ်လို့ခွင့်ပြုတော်မူသေးတဲ့အတွက်ယဟန်တော်တို့ကလည်းဝါစုသင်္ကန်းအလူခံယူဖို့အတွက်မဝင်မရဲဖြစ်နေကြပါတယ်။ဒါကြောင့်အမတ်စစ်သူကြီးကဝါစုသင်္ကန်းအလူခံရန်ပင့်ဖိတ်ပေနဲ့ယဟန်တော်တို့ကသွားရောက်ပြီးတော့အလူမခံကြပါဘူး။ယဟန်တော်တို့မလာရောက်တဲ့အခါအမတ်စစ်သူကြီးကအရှင်မြတ်တို့ကဝါစုသင်္ကန်းကိုလာရောက်အလူခံဖို့အစီကံကိုလွှတ်လိုက်ပါလျက်ဘာကြောင့်မကြွလာကုန်သလဲ။ငါဒီကစစ်ပြည်ပြည်ရက်ကိုသွားရမယ်။ အသက်ရှင်ခြင်းဆိုတာသိနိုင်ခဲ့ပါတယ်။သိခြင်းကိုလည်းသိနိုင်ခဲ့ပါတယ်လို့ယဟန်တော်တို့ဘုံမှာကဲ့ရဲ့ရှုံချအပြစ်တင်ပြောဆိုပါတယ်။ဒီသတင်းကိုမြတ်စွာဘုရားကြားသိတော်မူတဲ့အခါယဟန်တော်တို့သည်အစောတလင်ရဲ့လှူအပ်သောသင်ခန်းကိုခံယူခြင်းကဘုရားခွင့်ပြုတော်မူပြီလို့ယဟန်တော်တို့အတွက်သင်ခန်းကိုအလှခံယူသုံးဆွဲဖို့ခွင့်ပြုပေးတော်မူပါတယ်။ဒါကြောင့်ဒီသင်္ကန်းကိုဝိတ္တဝါတိကဝါဇုသင်္ကန်းဟူ၍၎င်းဝါကျုသင်္ကန်းဟူ၍၎င်း ဣဇေကစီဝရအစောတလင်ရှောင်းတခင်လှွက်တော်တင်ငန်းဟူ၍၎င်းအမျိုးမျိုးခေါ်ဆိုနိုင်ပါတယ်။ဒါကိုထောက်ဆကြည့်ပဲဆိုရင်ဝါဆိုတင်ငန်းသည်တစ်နှစ်ပတ်လုံးလှူဒန်းနိုင်ပါတယ်။မြတ်စွာဘုရားရှင်လက်ထက်ကတော့ ယဟန်တော်များကဝါမကျိုးဝါမပြဲဝါမထားပြီးတော့ယဟန်တော်များကိုလှူဒန်းတဲ့သင်္ကန်းဖြစ်ပေနဲ့ဒီကနေ့ခေတ်မှာတော့ဝါစုသင်္ကန်းကဝါရင်းကာလအချိန်ကာလမှာလှူဒန်းမှုပြုကြတဲ့သင်္ကန်းပဲဖြစ်ပါတယ်ဒီနေရာမှာမိုးရင်းကာလမိုးရီချိုရန်အသုံးပြုတဲ့ မိုးရေကန်သင်္ကန်းဆိုတာလည်းရှိပါတယ်။ဝါဆိုသင်္ကန်းနဲ့မိုးရေကန်သင်္ကန်းကအတိပ္ပယ်အနေအထားအဖြစ်ပါဠိအနေအထားအဖြစ်တူတရားရှိပြီးတော့အတိပ္ပယ်တူတယ်လို့ထင်ရပါတယ်။အမှန်တကယ်တော့အတိပ္ပယ်မတူပါဘူး။ဝိတ္တဝါဒိကစီဝရဆိုတဲ့ဝါဆိုသင်္ကန်းနဲ့ ဝိတ္တိကတာဓိကစီဝရလို့ခေါ်တဲ့မိုးရီကံတင်ငယ်နှစ်ခုကမတူကြပါဘူးဒီအကြောင်းလေးကိုအနည်းငယ်တင်ဆက်ပေးကြပါရစေမြတ်စွာဘုရားဇေတဝန်ကျောင်းတော်မှာသတင်းသုံးတော်မူသောဝိတ္တခါကစွန်းစားပင်ပါတယ်အဲ့ဒီညာလွန်သောလေးကျုံလုံးအနက်မိုးကြီးရွာတော်မှာတယ်မြတ်စွာဘုရားရှင်ကယဟန်တို့ဇေတဝန်ကျောင်းမှာရွာသလိုလေးကျုံလုံးအနက်မှာလည်းမိုးရွာတယ်တင်တို့မိုးရီချူကြ ဒီမိုးကြီးဟာလေးကျွန်းလုံးနှက်နဲ့နောက်ဆုံးမိုးပဲလို့မိန့်တော်မူပါတယ်ယဟန်တော်များကသင်္ကန်းအပူအလူခံခွင့်မရှိသေးတဲ့အတွက်ကြောင့်မိုးရေကန်သင်္ကန်းမပါဘဲနဲ့မိုးရေချိုးနေကြတဲ့အချိန်မှာဝိတာခါလွတ်လိုက်တဲ့အိမ်ပေါ်မှာကလေးကအကြောင်းဝင်းလေးကို ရောက်လာပါတယ်ကျောင်းဝင်းထဲမှာအဝတ်မပါဘဲမိုးရီချိုးနေကြတဲ့ယဟန်တို့များကိုမြင်တော့ဒီကျောင်းမှာယဟန်နေမရှိဘူး အာစီဝတက္ကတော်နေသားမိုးရီချိုးနေကြတယ်လို့တွေးပြီးယဟန်တော်တွေကိုမပင့်မဲနဲ့အိမ်ကိုပြန်သွားတဲ့အခါဝိဒါခါကိုအကြောင်းစုံပြောပြပါတယ်။ဝိဒါခါဆိုတာကပညာရှိတယ်၊လိမ္မာယဉ်ကျေးတယ်၊အတွေးအခေါ်လှင်မြန်ထက်မြက်တယ်။ ယဟန်တော်တွေမူရီကန်သင်ငန်းမပါဘဲမူရီချိုးနေကြတာဖြစ်မယ်လို့စဉ်းစားပြီးအိမ်ပေါ်မှာလေးကိုစွန်းစားခြင်းရောက်ကြောင်းထပ်မံအပင်ခိုင်းလိုက်ပြန်ပါတယ်။အဲ့ဒီအချိန်မှာယဟန်တော်များကရီချိုးပြီးလို့တင့်တင့်တဲတဲတပ်ပေစွာဝိယုံထားကြပြီးဖြစ်ပါတယ်။ကျောင်းတွင်မှာတိတ်ဆိတ်ငြိမ်သက်စွာတည်င်းသုံးနေကြပြီးဖြစ်ပါတယ်။ယဟန်တော်ဘာမှကျောင်းမှာမရှိဘူး။ ။တကြောင်လုံးလဲတိတ်ဆိတ်နေတယ်လို့အိမ်ပေါ်မှာလေးစဉ်းစားပြီးတော့ပြန်လာဝိသာခကိုပြောပြပါတယ်။ဝိသာခကအချင်းလေးကိုထက်စဉ်းစားမိပြီးတော့တခါထက်ပြီးတော့လှုပ်လိုက်တော့တယ်။ဒီတော့မှမြတ်စွာဘုရားရှင်နဲ့တန်ဃာတော်တွေအိမ်ကိုကြွလာတော်မူကြပါတယ်။မိုးရပီးစားရေစည်းအဟုန်တွေများနေပြီနဲ့မြတ်စွာဘုရားနဲ့တန်ဃာတော်တို့ရဲ့ခြေတော်တွေတင်ကန်းတော်တွေမှာရေဆူဆူချင်းမရှိတာကိုမြင်တော့ဝိသာခက အန်အောဝမ်းသာမဆုံးဖြစ်ပြီးတော့ဆုံးကတ်လူပါတယ်ဒီနောက်မှာမြတ်စွာဘုရားထံမှာဆုရှိပါးကိုတောင်းဆိုပါတယ်အဲ့ဒီဆုရှိပါးကတော့အရှင်ဘုရားတပည့်တော်မှသည်တန်ဃာတော်များအသက်ထဆုံးမိုးရေကန်သင်ငယ်လှူလိုပါတယ်နံပါတ်2ကတော့ဧည့်သည်အာဂန်နုတို့ကို ဆုံးလှူလိုပါတယ်နံပါတ်3ကတော့ခီးသွွားယဟန်တို့အားဆုံးလှူလိုပါတယ်နံပါတ်4ကတူနာယဟန်တို့ကို ဆုံးလှူလိုပါတယ် ်နံပါတ်5ကတူနာပြုယဟန်တို့ကလည်းစွန်းလှူလိုပါတယ်နံပါတ်6ကတူနာယဟန်တို့ကိုစေးလှူလိုပါတယ်နံပါတ်9ကတော့အမြဲယာဟုလှူလိုပါတယ်။နံပါတ်10ကတော့ဘိက္ခူနီတန်ကရေတနုတ်လှူလိုပါတယ်ဆိုတဲ့စုရှင်မျိုးကို တောင်းဆိုပါတယ်။ဒီစုရှင်မျိုးထဲမှာပထမဆုံးအရာမိုးရီကန်သင်္ကန်းကိုမြတ်စွာဘုရားရှင်က ခွင့်ပြုတော်မူပါတယ်။ မိုးရေကန်သင်္ကန်းကမြက်စော်ဖရာအထွာတော်နဲ့အလျား6ထွာအနန်း2ထွာခွဲထွက်မပိုရပါဘူးပိုရင်ပါစိတ်အာဘတ်သင်ပါတယ်ဝါဆိုးသင်္ကန်းကဲ့သို့တစ်နှစ်ပလုံးလှူဒန်းခွင့်အလှခံခွင့်မရှိပါဘူးနေုံလပြည့်ကျော်တရက်ကနေဝါဆိုးလပြည့်နေ့အထိတလတာလှူဒန်းခွင့်အလှခံခွင့်ရနိုင်ပါတယ်သို့တော့မိုးလေးလပလုံးသုံးဆွဲနိုင်ပါတယ် အချုပ်အားဖြင့်ပြောရရင်တော့ဟွာဇိုသင်္ကန်းကစစ်သူကြီးစတင်လှူဒန်းတာကိုအကြောင်းပြုပြီးမြက်စော်ဖျားရှင်ခုပြူတော်မူတဲ့အတွက်ကြောင့်ပေါ်ပေါက်လာရပြီးတော့မူရီကန်သင်္ကန်းကတော့ဝိတာခါကျောင်းမကြီးကြောင့်ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။ဝါဇိုသင်္ကန်းအလူကအမင်းမပြတ်ကုစုဖြစ်စေတဲ့နိဗ္ဗတအလူ9မျိုးထဲမှာပါဝင်တဲ့ကုသူဖြစ်ပြီးတော့ဒီကုသူကိုအမင်းမပြတ်ဆင်ခြင်ပွားများနေမယ်ဆိုရင် ေပြီးနောက်ဒုတိယဘဝမှာအပယ်မလားဘူးလို့လည်းအထက်ကထာများကပြပါတယ်။နိဗ္ဗာဒဆိုတာအမြဲမပြတ်ကုသိုလ်ဖြစ်စေအပ်တယ်လို့အထိပ္ပာယ်ရပြီးတော့အဲ့လိုအမြဲမပြတ်ကုသိုလ်ဖြစ်စေအပ်တဲ့နိဗ္ဗာဒအလူခုနှစ်မျိုးကတော့တရဏဂုံစောက်တည်ခြင်း၊သီလ၅ပါးစောက်တည်ခြင်း၊စာရည်တံမဲလှူဒန်းခြင်း အာစိန်ကန်စုံးဝေအမပြတ်လှူဒန်းခြင်းဝါဆိုသင်္ကန်းဆက်ကတ်လှူဒန်းခြင်းရေတွင်းရေကန်တူးဖော်လှူဒန်းခြင်းကျောင်းဆောက်လှူဒန်းခြင်းတို့ပဲဖြစ်ပါတယ်အဖေတကားပိတ်စေတဲ့ကုသိုလ်ကျိုးကိုရရှိစေနိုင်ပါတယ်ဒါပြင်တန်ဃာတို့ကိုဝါဆိုသင်္ကန်းကတ်လူချင်းအဖြစ်ဘဝတန်တရားမှာကျင်းလဲလေသမျှကာလပတ်လုံးအဝိထဲအတွက်စူးရင်ကြုံကြမှုကင်းခြင်းရုပ်စင်းအင်က ရွှေရောင်အစင်းလှပတင်တဲ့ခြင်း ခန္ဓာကိုယ်အယောင်အဝါထွန်းလင်းခြင်းတားရည်နူးညံ့ချုံးွေခြင်းခန္ဓာကိုယ်မှာအညစ်အကြေးကင်းစင်ခြင်းအလိုရှိပါက တောင်းတရုံနဲ့အဝိထေကိုရနိုင်ခြင်းတန်ត្រာမှာဖះရှင်နဲ့တွေ့ကြုံဖူးမြော်ခွင့်ရခဲ့ရှိသောဖះရှင်က အေဟီဘိခုခေါ်ယုံများနဲ့ယဟန်အသွင်းအလိုလိုဖြစ်ရခြင်းစတဲ့အကျိုးတရားခုနှစ်ပါးကိုရရှိစေနိုင်ပါတယ်။ဝါဆိုသင်္ကန်းအလူဟာဇီဝရဒါနအလူဖြစ်သလိုကာလဒါနအလူလည်းဖြစ်တဲ့အတွက်ဒီသင်္ကန်းကိုလှူဒန်းတဲ့သူတွေကသင်္ကန်းလှူရကျိုးအပြင်အလူရှိခြင်းမှာလူရာကိုရစေနိုင်တဲ့ကာလဒါနအကျိုးကိုလည်းရရှိနိုင်ပါတယ်။အဝိသင်္ကန်းကိုလှူဒန်းခြင်းကအစင်းကိုရောလှူဒန်းရာရောက်တဲ့အတွက်ရုပ်ရည်အစင်းလှပခြင်းနဲ့ပြည့်စုံနိုင်ခြင်းပါရမီပြည့်မြောက်လို့နောက်ဆုံးရောက်တဲ့အချိန်မှာ ာလဲသင်္ကန်းလှူရတဲ့အကျိုးကြောင့်ယဟန်ဘုရားကိုအလွယ်တကူရရှိမတ်ဖို့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ကြောင်းပြောလိုပါတယ်။ဒါကြောင့်ယဟန်တော်များအလုံးကဝါရင်း၃လပတ်လုံးခရီးလှည့်လည်ခြင်းမပြုကြဘဲနဲ့ပရိယတ္တိပရိပတ်တိအလုပ်တို့ကိုကြိုးစားအားထုတ်တော်မူကြပါတယ်။ဗုဒ္ဓဘာသာဝင် လူပုဂ္ဂိုလ်တွေကတော့ဝါရင်းကာလမှာဥပုသတင်းဆောင်ခြင်းတရားတော်များကိုနာယူကြီးညိုကြခြင်းသတိပဋ္ဌာန်တရားအားထုတ်ခြင်းစတဲ့ကုသိုလ်မှုတို့ကိုတာမန်အချိန်ကာလများထပ်ပို့ပြီးတော့အလေးနက်ထားကကျူးပန်းဆောင်ရ ွယ်လေးရှိပါတယ်ဗုဒ္ဓဘာသာဝင်လူပုဂ္ဂိုလ်တို့ဝါရင်းကာလဒါနသီလဘာဝနာ ကုသိုလ်မှုတို့ပြုရတဲ့နေရာမှာဝါစုတင်ငန်းကတ်လူကြခြင်းကလည်းထူးဆန်းတဲ့ကာလဒါနတစ်ခုပဲဖြစ်ပါတယ်ဒါကြောင့်ဝါစုတင်ငန်းအလူရှင်တို့ကလောကီကောင်းကျိုးလောကုတ္တရာချမ်းသာအဖျော်အားတို့ကိုရရှိနိုင်တာဖြစ်လို့ဒီဝါရင်းကာလမှာတန်ဃာတော်များကိုဝါစုတင်ငန်းလှူဒန်းဆက်ကပ်ဖြစ်အောင်ကြိုးစားအားထုတ်ကြပါလို့တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ